အတောင်နိုင်ငံခြားအရန်ရမုံငွေအမေရိကန်ဒေါ်လာ228တန်းရှိတယ်လို့ကျွန်တော်တို့မှတ်သားဘူးတယ်အာဏာသိမ်းတဲ့အချိန်အရန်ချမ်းသာတာတော့228တန်းဆိုတာဒီနှစ်ခေတ်နဲ့သွားတွက်လို့မရဘူးလွန်ခဲ့တဲ့နှစ်90ကျော်လောက်ကသိငွေကြေးတန်ဖိုးရှိတဲ့အချိန်ကျွန်တော်တို့တော်တော်ချမ်းသာခဲ့တယ်အကောင်းဆုံးပညာရေးစနစ်ကဗမာပြည်မှာရှိတယ်တရုတ်ပြည်ကဗမာပြည်မှာဆာလာသင်ရတယ်အိန္ဒိယကဗမာပြည်မှာဆာလာသင်ရတယ်ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ဆိုတာရှစ်တောင်အရှမအကောင်းဆုံးတက္ကသိုလ်ပညာရေးကထိတ်ဆုံးပဲကျွန်တော်တို့ ကျမကြီးလည်းကျွန်တော်တို့ကထိတ်ဆုံးမယ်။ရန်ကုန်စေယုံကြီးဟာအရှိတောင်အရှာမှာအကောင်းဆုံးစေယုံမယ်။ဒီမှာလာကုရတယ်။ကျွန်တော်တို့အရန်ချမ်းသာတယ်၊ပညာရေးကောင်းတယ်။ကျမကြီးကျွန်တော်တို့စောင့်ရှောက်မှုပေးနိုင်တယ်။အားကစားလည်းကျွန်တော်တို့ကထိတ်ပါပဲ။နောက်တယ်ယူပို့ဆောင်ရေးမှာအဲ့ဒီတော့ကယူရီးယားမှာအပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုတာမရှိပါဘူး။ဗမာနိုင်ငံမှာပဲရှိပါတယ်။ယူရီးယားနိုင်ငံသားထိုင်းလန်နိုင်ငံသားသွားကြည့်ရင်ဗမာပြည်အရင်လာတယ်။ဗမာပြည်ကမှတစ်ဆင့်အင်္ဂလန်၊အမေရိကန်တခြားနိုင်ငံသွားလို့ရတယ်။ ဲ့တော့ပထမဦးဆုံးအရှိတောင်အာရှမှာအပြည့်ပြည့်ဆိုင်ရာလေစိတ်